ီဗီဒီယိုထဲမှာပြပြထားတဲ့အကုန်လုံးကအမားရဲ့အတွေ့အကြုံ၊ကိုးနှစ်ကျော်အခြေခံပြီးတော့ပြပြပေးထားတယ်။တချို့ဟာတွေကအင်တာနက်မှာတွေ့နိုင်ပေမဲ့တချို့ဟာတွေကျတော့ဘယ်သူမှမပြောတဲ့အကြောင်းအရာတွေပေါ့နော်။အဲ့ဒါအမားပြောပြပေးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကဒီဗီစ်ကိုမဝင်ခင်ပေါ့နော်။သူ့ရဲ့အားသာချက်တွေအားနည်းချက်တွေကိုအကုန်သိစေချင်လို့ပါ။ဒါပေမဲ့အခုကခစ်တေရပြောင်းနေပြီဆိုတော့ပေါ့နော်။အမားတို့တော့ဝါနဲ့တူချင်းမတူလိမ့်မယ်။ဒါပေမဲ့သိထားတော့လည်းကောင်းတာပေါ့နော်။ Hello အားလုံးပဲမင်္ဂလာပါ။အမားဒီနေ့ဒီ UI UX design အလုပ်ရဲ့ ဒီအားသာချက်တွေအားနည်းချက်တွေကို sharing လုပ်ပေးသွားမှာပါအဲ့ဒါမလုပ်ခင်အရင်ဆုံးအမကိုမမေးဆက်ပြစေအမကတော့ဒီ UIUX level မှာပေါ့နော်ကိုနှစ်ကျော်တွေ့ကြုံရှိတဲ့ UIUX designer တစ်ယောက်ဖြစ်ပါတယ်လက်ရှိတော့အမ freelance လုပ်နေပါတယ်အမဒီ9နှစ်တာအတွင်းမှာအမ startup တွေမှာရော corporate တွေမှာပါအလုပ်လုပ်ဖူးပါတယ်အဲ့တော့အခုပြပြမဲ့ဟာလေးကအမရဲ့အတွေ့အကြုံကိုအခြေခံပြီးတော့အမတရားလေးပြပြပေးတာဖြစ်ပါတယ်ကဲအဆိုလို့ရှင်အမဒီ UI UX design အလုပ်ရဲ့အားသာချက်အားနည်းချက်တွေကိုမပြောခင်ဒီ UI UX ဆိုတာဘာလဲ ဲဆိုတာကိုအမအနည်းငယ်လေးရှင်းပြခြင်းပါတယ်ဒီ UI ဆိုတာကတော့ user interface ကိုခေါ်ပြီးတော့ UX ဆိုတာကတော့ user experience ကိုခေါ်ပါတယ်ဒီ UI ကအများသောအားဖြင့်ကတော့ဒီ mobile application design နေပြီးလို့ရှိရင် website application design တွေကိုဆွဲတဲ့လူဖြစ်ပြီးတော့ဒီ UX ဆိုတာကတော့ဒီ website တွေ application တွေကိုအသုံးပြုကလွယ်လားမလွယ်လားပေါ့เนาะအဲ့ဒါကိုလုပ်တာဖြစ်ပါတယ်အဲ့တော့ ဒီ UI UX designer ဆိုတာလွယ်လွယ်ပြောရလို့ရှိရင်တော့ဒီ mobile application တွေ website တွေကိုလှအောင်ပြီးတော့အသုံးပြုရလွယ်ကူအောင်ဆွဲပေးတဲ့ designer ပေါ့နော်အဲ့နေရာမှာလည်းတချို့က graphic designer နဲ့ confuse ဖြစ်ကြတယ်ပေါ့နော်ယောသွားကြတယ်ဒါကတော်တော်များများယောတတ်ကြတယ်အဲ့တော့အမဒီ graphic designer နဲ့ UI UX designer နဲ့ ဘာကွာလဲဆိုတော့အနှဲငယ်လေးရှင်းပြပါမယ်။နားလည်လွယ်အောင်ရှင်းပြရရင်တော့ graphic design ဆိုတာကဒီ logo တွေ brochure တွေ pamphlet တွေပေါ့နော်။ပြီးလို့ရှင် social media design တွေကိုဆွဲတဲ့လူဖြစ်ပြီးတော့ဒီ UI UX design ကတော့ mobile application design တွေ website design တွေကိုဆွဲတဲ့ designer ဖြစ်ပါတယ်။သူတို့နှစ်ခုက၃ software တွေလည်းကွာပါတယ်။ graphic designer ကတော့ design ဆွဲတဲ့နေရာမှာ Adobe Photoshop တို့ Illustrator တို့ကိုအဓိကသုံးပြီးတော့ဒီ UI UX designer ကတော့သူ design ဆွဲတဲ့နေရာမှာဒီ Figma, Sketch ဆိုတဲ့ application တွေကိုအဓိကသုံးပါ ါတယ်။သူတို့နှစ်ခုကြာမှာနောက်တစ်ခုကွာခြားတာကတော့ဒီ graphic design ကကြာတော့သူက visual only ပေါ့နော်။အဲ့ထဲမှာအမတို့ဘာမှနှိပ်လို့မရဘူး interact လုပ်လို့မရဘူး interact လုပ်လို့ရတယ်ဆိုတာကအမတို့ application တစ်ခုသုံးလို့ရှိရင်အမှခလုတ်ကလေးနဲ့လက်လို့ရှိရင်နောက်တစ် page ကိုသွားပြီးတော့ကိုက add to cart လောက်တာတို့ဘာတို့ပေါ့နော်။အဲ user detail တွေပါကြီးကြည့်တာတို့ဘာတို့လုပ်လို့ရတယ်။ဒါပေမဲ့ဒီ graphic ကပေါ့နော်သူကဒီပုံချက်လိုက်အသေးပဲပေါ့နော် interact လုပ်လို့မရဘူးပေါ့ okay အဲ့ဆိုလို့ရှင်တော့တို့ရဲ့ကွာချက်ချက်ကိုအနေငယ်တိလောက်ပြီးလို့ထင်ပါတယ်အမှလည်းတန်းနိုင် ဒီလောက်နားလည်လို့အောင်ရှင်းပြပေးထားတာပေါ့နော်။ကဲအားဆိုလို့ရှိရင်တော့ဒီ UI UX design အလုပ်ရဲ့အားသာချက်ကလေးကိုအရင်ဆုံးပြောပြပါမယ်။သူ့ရဲ့ပထမဆုံးအားသာချက်ကတော့ salary ကောင်းတာပါ။သူကဘယ်နိုင်ငံကိုပဲသွားသွား salary ကောင်းပါတယ်။ အဲ့တခုကတော့သူရဲ့အာသာချက်ပေါ်တော့လုံးဝ obvious ဖြစ်တဲ့အာသာချက်တခုပါနောက်တခုကတော့ဒီဒီ UIUX designer တော်တော်များများကဒီ ID fees မှာလုံးလုံးကြတာများတယ်သူတို့ဆက်ဆံရလူတွေရသူတို့ရဲ့ manager ဒါမှမဟုတ် CEO ပြီးလို့ရှိရင် developer တွေနဲ့ဆက်ဆံရတာများပါတယ် ID fees မှာအလုပ်လုပ်တော့သူ working environment က office အပိုင်းရောဒီလိုမျိုးပေါ်တော့ colleague တွေနဲ့ဆက်ဆံရတဲ့အပိုင်းရော communication လုပ်တဲ့အပိုင်းရောပေါ်တော့အားလုံးကကောင်းပါတယ်ဒါကြောင့်သူကအလုပ်လုပ်ကြတဲ့ environment ကတော့ကောင်းတယ်ပေါ့နော်နောက်အားသာချက်တစ်ခုကတော့တယောက်တည်းလုပ်လုပ်ကြတာပါ အမားထွေကြုံရတော့ဒီ corporate company ဒီပေါ့နော်ကုမ္ပဏီအကြီးတွေမှာတောင်မှဒီ UI UX designer ဆိုတာအများဆုံး2ယောက် အလောက်ပဲရှိပါတယ်အဲ့တော့အများသောအားဖြင့်ကိုက start up ပဲ join join အလဲလက်ကုမ္ပဏီပဲ join join ပေါ့တယောက်တည်းရှိတာများပါတယ်အဲ့ဒါကတနည်းအားဖြင့်ကောင်းသလိုတနည်းအားဖြင့်လည်းမကောင်းဘူးပေါ့နော်အခုအမကဒီအားသာချက်တွေကိုပြောပြနေတာဆိုတဲ့အတွက်ကိုမအခုအားသာချက်တွေပဲပြောပြပေးပါပါမယ်အားနေချက်ကိုတော့အမနောက်အားနေချက်ပြောရဲ့အချိန်မှာပဲအမပြောပြပေးသွားပါမယ်သူကတယောက်ထွက်လွတ်လွတ်ကဘာဖြစ်လို့ကောင်းလဲဆိုတော့ဒီဇိုင်နာဖြစ်တဲ့အတွက်ကိုနောက်ဒီဇိုင်နာရင်းနဲ့လှုပ်လှုပ်လို့ရှိရင် သူနဲ့သွားညှိစရာမလိုဘူးဒီဇိုင်းကကိုစိတ်ကြိုက်ဆွဲလို့ရတယ်ကိုစိတ်ကြိုက်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုလာပြီးတော့ control over လုပ်မယ်လူမရှိဘူးပေါ့ဒီဇိုင်းဘိုင်းနဲ့ပတ်သက်ပြီးတော့အားကြောင့်မလို့တက်ရောက်သေးလို့လုပ်ကြတာကောင်းတယ်လို့ပြောတာပါပြီးတော့တခါကြလို့ရှိရင်ပေါ့နော်ကိုနဲ့ fees တူတဲ့လူမရှိတော့ကိုလာပြီးတော့အားလုံးနောက်မဲ့လူလည်းမရှိဘူးအဲ့တခုလည်းပါတာပေါ့နော် နောက်အားသာချက်တစ်ခုကတော့အမြဲတမ်း update ဖြစ်နေရတာပေါ့နော်ဒီ UI UX design ကသူကဒီ design trend တွေရော application တွေရောအစအမြဲတမ်းပြောင်းလဲနေနေဆိုရတဲ့အတွက်ကြောင့်အမတို့ကအမြဲတမ်း learning လုပ်လုပ်နေရတယ်။ဒါကြောင့်မို့လို့အုံနောက်ကိုအမြဲတမ်းလုပ်ပေးနေရတဲ့အတွက်ကိုပေါ့နော်အ active ဖြစ်တယ်။ပြီးလို့ရှိရင်သူများရဲ့ထက်ကိုပေါ့နော်ဒီ ID fees မှာကျင်းလဲနေတာဆိုတဲ့အတွက်ကိုသူများရဲ့ထက်နည်းနည်းပါပူတည်တယ်ပေါ့နော်။အဲ့တခုကလည်းကောင်းပါတယ်။ဒါပေမဲ့သူမှလည်းမကောင်းတဲ့ချက်ရှိတယ်။အဲ့ဒါကိုလည်းအမအားနေချက်မှာဆွေးနွေးပေးတာပါမယ်။နောက်တစ်ခုကတော့အတွေ့အကြုံရှိတဲ့ designer တွေအတွက် work nature ပေါ့เนาะတော်တော်လေး flexible ပဲဖြစ်ပါတယ်ဘလို့ flexible ဖြစ်တာလဲဆိုတော့ကိုကအတွေ့အကြုံရှိလာပြီဆိုလို့ရှိရင်ဒီ UI UX design ကိုနိုင်ငံခြားဟာတွေကို remote ပဲလုပ်မလား freelance ပဲလုပ်မလား part time ပဲလုပ်မလားပေါ့เนาะလုပ်လို့ရတယ်ဒါကြောင့်မို့လို့အဲ့လိုမျိုး flexible work nature ရှိတဲ့ဟာလေးအသာချက်ရှိပါတယ် အဲ့လိုလုပ်လို့ရတဲ့ဟာတွေကကိုလို့လုံးလိုက်တဲ့လောက်ပေါ့နော်ကိုမှ full time ရှိပေမဲ့လည်းကိုကပတ်စံထက်ရှာခြင်းလို့ချင်း part time လည်းလုပ်လို့ရတယ်အဲ့တော့ reason မျိုးမျိုးနဲ့ပေါ့နော်ကိုကလုံနိုင်လုံနိုင်တဲ့လောက်လုပ်လို့ရပါတယ် part time ပဲလုပ်လို့ freelance ပဲလုပ်လို့ remote ပဲလုပ်လို့ပေါ့နော်နောက်တစ်ခုကတော့ဒီလောက်ကအမတို့နိုင်ငံခြားမှာလည်းလုပ်လို့ရတာပါနိုင်ငံခြားမှာလည်းဒီလောက်ကအရန်ပေါ်ပါတယ်လုပ်လို့ရပါတယ်ဒါကြောင့်မလို့အမတို့ နိုင်ငံခြား job opportunity အတွက်လည်းအရန်ကောင်းပါတယ်။အဲ့တော့ကိုကဒီအလုပ်ကိုဒီပြည်တွင်းမှာလုပ်ပြီးတော့နိုင်ငံခြားထွက်မယ်ဆိုလို့ရှိရင်အတွေ့အကြုံရှိလို့နိုင်ငံခြားထွက်မယ်ဆိုလို့ရှိရင်လည်းအလုပ်ကကောင်းတယ်အလုပ်ခေါ်တာလည်းများတယ်ပြီးလို့ရှိရင် salary လည်းကောင်းတယ်ပေါ့နော်။နောက်ပြီးတော့ open mind ရှိလာတယ်ပေါ့ open mind ရှိလာဆိုတော့ဘယ်လိုမျိုးလဲဆိုတော့အမတို့ဒီ UI US designer တွေ design ဆွဲလို့ရှိရင်ဆွဲပြီးတာ ਨੇ အဲ့ဒါကြီးက ဘုံဆိုပြီးတော့အဲ website တို့ application တို့တစ်ခါတည်းဖြစ်သွားတာမျိုးအမတို့ဒီအမတို့ရဲ့ project manager တို့ဘာလို့ရှိတယ်ပြီးလို့ရှင် manager တွေရှိတယ်ပြီး developer တွေရှိတယ်သူတို့ ਨੇ တိုင်ပင်ပြီးတော့မှသူတို့ရဲ့ feedback ကို feedback အကြီးအရာပေါ့နော်ပြီးတော့ business goals အရာကိုအမတို့ကပြန်ပြီးတော့ design တွေ change ရတာရှိတယ်အဲ့ချိန်မှာကိုယ့်ရဲ့ design ကိုကောင်းကောင်းမွန်မွန်ဝေဖန်တဲ့လူရှိတယ်ပြီးတော့ပြပြခခဝေဖန်တဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကိုကအားတွေကိုအဲ့သူတို့ရဲ့ဝေဖန်မှုတွေကိုလက်ခံရင်းနဲ့ပဲပေါ့နော် open mind နဲ့ရှိလာတယ်ပေါ့ open mind နဲ့မရှိလို့လည်းမရဘူးဒီ လုပ်ရနေချောဝဘန်ပိုင်းနဲ့ရှိမှရမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ကောင်းဘက်ကတွေ့လို့ရှိရင်တော့ကိုကဟိုဘန်ပိုင်းနဲ့ရှိလာတယ်ပေါ့နော်ကဲခုနကပြောပြရတဲ့အကုန်လုံးကတော့အာရာကအာတာချက်တွေပေါ့အခုအားနဲ့ချက်တွေကိုပြောမယ်ပထမဦးဆုံးအရင် obvious ဖြစ်တဲ့အားနဲ့ချက်တွေကတော့ဒီတော်တော်များများကဒီ UI UX designer ဆိုတာကိုအမြဲတမ်းနားလည်မှုလွဲကြတယ်ပေါ့နော် တိတ်နာမလဲကြအောင်ဒါကအရင်တုန်းကပေါ့အခုဖြစ်ချင်းမှလည်းဖြစ်တော့မှာပေါ့နော်အမအုတ်ကလေးတုန်းကတော့ဒီ ID အကုန်ဗီဒီယိုဝင်တာတော့မှပဲအမတို့ UI UX designer ဆိုတာဘာလဲဆိုတာကိုတချို့လူတွေကသိမသိကြအောင်အများတန်း graphic designer နဲ့မှားတယ်ပေါ့နော်အဲ့တခုကတော့တော်တော်လေးအားနေချက်ပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ကြလို့ရှိရင်အမတို့ graphic designer နဲ့မှားတဲ့အခါမှာ graphic designer လုပ်တဲ့ task တွေကိုအမတို့လာခိုင်းနေအမတို့မလုပ်နိုင်တာတော့မဟုတ်ဘူးဒါပေမဲ့ job nature မတူတဲ့အတွက်ကို graphic designer တယောက်အနေနဲ့ရက်တည်နေတဲ့လူလောက်တာလောက်တော့အမတို့ကကောင်းမှာမဟုတ်ဘူးပြီးတော့အမတို့က UI UX design ဆိုတဲ့အတွက်ပေါ့မဟုတ်တော့ဒီ application design တို့ website design တို့ပဲပို့ပြီးတော့အားသာတဲ့လူတွေမို့လို့ပေါ့နော်အဲ့တော့အမားတို့အမြဲတမ်း graphic designer နဲ့အထင်လဲခံရတယ်အမားခံရတယ်ဒါမကောင်းလို့ပြောတာမဟုတ်ဘူးကိုရီးယား job နေချောင်းလူတော်တော်များမသိတော့သူတို့ကိုရီးယားကိုနားမလည်နိုင်ဘူးမခိုင်းတတ်ဘူးဒါကိုပြောပြတာပေါ့နော်အခုထိတော့အဲ့လိုမျိုးဖြစ်နေသေးလားတော့မသိဘူးအမားဒီမြန်မာနိုင်ငံမှာလုပ်ခဲ့တုန်းကတော့ကုမ္ပဏီတိုင်းလိုလိုပေါ့နော်အဲ့လိုမျိုးကြုံနေနောက်တစ်ခုကတော့ job satisfaction ပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုတော့ မတို့ဆော့ဆော့ဦးဆွဲတဲ့ဒီဇိုင်းနဲ့နောက်ပိုင်း production မှာလူတွေသုံးနေတဲ့ဒီဇိုင်းကဒူမှမဟုတ်ဘူးပြီးတော့အဲဒီဇိုင်းကိုလည်းကိုကြိုက်ချိန်မှာကြိုက်လိမ့်မယ်။ဘာဖြစ်လို့အလုပ်တွေကလဲဆိုတော့အမတို့ပထမဦးဆုံးဒီဇိုင်းဆွဲပြီးလို့ရှိရင် developer တွေ project manager တွေ CEO တွေပေါ့နော်သူတို့နဲ့ discussion လုပ်ကြတယ်။သူတို့ကဒီပေါ့နော် technical ပြီးလို့ရှိရင် business goal ပေါ့နော်အဲ့ဒါတွေကိုအရာမအားတို့ဒီဇိုင်းကို feedback ပြန်ပေးတယ်အဲ့တော့မအားတို့ကလိုအပ်တယ်လို့ပြင်ရတယ်ဒါကိုမကောင်းလို့ပြောတာမဟုတ်ဘူးကောင်းတယ်ဒါပေမဲ့တချို့အချိန်တွေမှာကျတော့အဲ့လိုမျိုးပဲအဲ့ဒါတွေအဲ့ဒါတွေကို priority ပေးရင်ပြင်ပြင်ပြင်နေပဲ final result ကကိုကြက်တဲ့ဒီဇိုင်းမဟုတ်တော့ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးရှိရဲ့အဲ့ထက်ပိုဆိုတာကတခါတလေမှာ make sense မဖြစ်တာတွေကို design တွေမှာထည့်ရတာလို့လောက်ရတာလို့လည်းရှိတယ်။အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့တခါတလေကိုယ့်ရဲ့ decision maker ပေါ့နော်။သူက ဒီ GUIUX မှာဘာတွေဖြစ်တင်တယ်ဘာတွေမဖြစ်တင်ဘူးဒီ application တစ်ခုမှာဘလို့ဖြစ်တင်တယ်ဘလို့ဖြစ်မဖြစ်တင်ဆိုတာကိုတခြားနားမလဲဘူးသူဖြစ်ချင်တာပဲတည်တယ်သူရဲ့ own experience ပေါ့နော်အငါဒါမှကြာယူတာမကြာယူတာဖြုတ်တာထဲပေါ့အဲ့လိုမျိုးလုပ်ပြီးတော့မှ decision making လုပ်တယ်ပေါ့နော်အဲ့အချိန်ကြာလို့ရှိရင်လည်းကိုက message မဖြစ်မှန်းတိတိကြီးနဲ့အစမပြေမှန်းတိတိကြီးနဲ့ကိုထည့်ပေးလိုက်ရတဲ့အခိုက်အတန့်တွေလည်းရှိတယ်ဆိုတဲ့အတွက်ကို job satisfaction တိတ်မဖြစ်ဘူးပေါ့ဒါကတော့အမားတို့ဒီလုံမှာလုံမယ်ဆိုလို့ရှိရင်တော့ဒါကဖြစ်နေကြဖြစ်လေဖြစ်တဲ့ရှိတဲ့ဟာပဲဆိုတော့ကိုကတကယ်လို့ ီ UIUX design ဝါသနာပါလေးလုပ်မယ်ဆိုရင်တော့ဒါကိုတော့ quality ရမယ်ပေါ့โอเคနောက်တစ်ခုကတော့တယောက်ထဲလှုပ်လှုပ်ကြတာခုနအမတယောက်ထဲလှုပ်လှုပ်ကြတာကိုအားသာချက်တွေမှာထည့်ထားတယ်ဒါပေမဲ့အခုအားနည်းချက်တွေမှာတယောက်ထဲလှုပ်လှုပ်ကြတာဘာအားနည်းလဲဆိုတာမှာပြောပြမယ် designer တွေကတယောက်ထဲလှုပ်လှုပ်ကြတဲ့အခါမှာသူများနဲ့ design ညှိစရာမရှိတော့အမြင်ကွဲလွဲမှုတွေလည်းမရှိတော့ဘူးဒါပေမဲ့ ုမ္ပဏီသွားတိုင်းပေါ့နော်အမဆိုအမရဲ့အတွေ့အကြုံရဒီကုမ္ပဏီတော်တော်များများက UI UX designer ကအမြဲတမ်းတယောက်ပဲရှိလေရှိတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ job nature ကိုနားလဲလူတွေတိတ်မရှိဘူးအဲ့တော့ကိုယ့်အလုပ်ဝုနဲ့ပတ်သက်ပြီးကိုယ်ဆွေးနွေးခြင်းလို့ရှိရင်ဆွေးနွေးရမယ့်လူမရှိဘူးတခါတလေကြတော့လည်းအဆင်ပြေပေမဲ့တခါရကြတော့လည်းလုံးလိဖြစ်တာပေါ့နော်ဒါမဲ့ဒီပေါ့နော်လူတယောက်ရဲ့ personality ပုံမှန်လဲမူတည်မယ်လို့ခံစားရတယ်။ပြီးတော့ company တော်တော်များများ UI UX designer တယောက်ပဲရှိတာ။အဲ့တော့တယောက်ပဲအလုပ်လုပ်ကြတာဖြစ်တဲ့အတွက်ကိုက junior ဖြစ်လဲ မန်တော်ပေါ့နော်ကိုတင်ပြပေးမဲ့လူရှိမှာမဟုတ်ဘူးတကယ်လို့ရှိရင်တော့မှာပဲအဲ့လူပေါ်မှာမူတည်ပြီးတော့အဲ့လူကတင်မဲမဲပေးရှိသေးတာပေါ့နော်အဲ့တော့မျောလင်းလို့မရအောင်အမတို့ကြုံရတော့အမတယောက်သေးပဲရှင်းတန်းခဲ့ရတာများတယ်တယောက်သေးပဲအင်တာနက်ကတည်းကလမ်းလုတ်ခဲ့ရများတယ်အမမှာမန်တော်လည်းမရှိခဲ့ဘူးပေါ့ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်တော့ကိုတင်မဲမဲလူမရှိပေမဲ့ဟိုအင်တာနက်မှာတော့ပေါ့နော် YouTube မှာတော့ဒီ UI UX တင်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြပေးတဲ့လူတွေ trend တွေပြောတဲ့လူတွေ news တွေပြောတဲ့လူတွေအများကြီးရှိတယ်အဲ့တော့အမတော့သွားကြည့်လို့ရတယ် နောက်တစ်ခုကတော့ဒီလောက်ရဲ့နေချာကအမြဲတမ်း up to date တွေထွက်နေတယ်ချင်းချင်းဖြစ်နေတယ်အတွက်ကိုပေါ့နော်အမတို့အမြဲတမ်းလမ်းလုံနေရတယ်ဒီ user interface ပေါ့နော် UI အပိုင်း design အပိုင်းနေလဲပေါ့နော်အမြဲတမ်း design တွေက trend တွေကချင်းချင်းဖြစ်နေတယ်ပြီးလို့ရှိရင်ဒီ user experience ပေါ့နော်သူ့ရဲ့ method တွေပေါ့သူ့ရဲ့ method တွေလည်းအမြဲတမ်းပေါ့နော် up to date ဖြစ်နေတယ်ချင်းချင်းတွေဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်အမတို့ industry up to date ဖြစ်ဖို့လိုတယ်အားကြောင့်မို့အမြဲတမ်းလေ့လာနေဖို့လိုတယ်အဲ့လိုလေ့လာတာကအသက်ကြီးလာလို့ရှိရင် မတို့ပင်ပန်းလာနိုင်တယ်အမဆိုလည်းအခုပေါ့နော်ဒီလုပ်ကိုအမလုံးဖက်ရှင်နေဖြစ်တဲ့အရန်ကြိုက်တဲ့စိတ်ဝင်စားတဲ့ဝါသနာနဲ့အလုံးနဲ့ထက်တူကြရလို့ပြောရမယ်ဒါပေမဲ့ငငယ်တော့ကတော့လေးလာနိုင်တယ်လေးလာရတာလည်းပျော်တယ်အသက်ကြီးလာတော့ပေါ့နော်အမပင်ပန်းသလိုခံစားရတဲ့အရန်ကြီးမလုံးနိုင်တော့ဘူးပေါ့နော်အဲ့တော့အလုံးရွေးတဲ့အချိန်မှလည်းအမဒါလေးကိုထည့်စဉ်းစားစီခြင်းနဲ့ဒါကတော့အမတွေ့ကြုံပေါ့နောက်တစ်ခုကတော့ အင်္ဂလိပ်စာစကေးလိုတာပေါ့နော်ဒီ design trend တွေဘာတွေကို update တွေဖြစ်ဖို့အတွက်ကအမတို့ internet ကနေရှာဖတ်ကြတယ် YouTube video ကြီးကြည့်ရတယ်အဲ့အချိန်မှာသူတို့အကုန်လုံးတော်တော်များများကအင်္ဂလိပ်လိုပဲပြောထားတာအဲ့အင်္ဂလိပ်လိုပြောထားတဲ့အတွက်ကိုနားလည်ဖို့အတွက်ကိုအမတို့ကအင်္ဂလိပ်စာစကေးပေါ့နော်လိုတယ်အရင်မှုတ်ထွက်နေတာမဟုတ်တော့ ပြီးတော့ဒီလောက်ကနိုင်ငံခြား opportunity လည်းရှိတဲ့အတွက်ကိုနိုင်ငံခြားမှာလည်းသွားလုပ်လို့ရတဲ့အတွက်ကိုကိုကအင်္ဂလိပ်စာရအောင်လေ့လာထားပါလို့အမတိုက်တွန်းချင်ပါတယ်နောက်တစ်ခုကတော့ဝေဖန်ခံနိုင်ရမှာပေါ့ခုနကမှပြောသလိုပဲအမောက်ဒီဇိုင်းတစ်ခုဆွဲပြီးလို့ရှင်ချက်ချင်းပြီးသွားတာမဟုတ်ဘူးအဲ့ဒီဇာယုံမှာမမတို့ feedback တွေအရာပြန်ပြီးတော့ revise လုပ်ကြတာတွေရှိတယ်ထည့်ရတာတွေရှိတယ်ထုတ်ကြတာတွေရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာအမတို့ feedback ကောင်းကောင်းမို့မို့ပေးရလူတွေတွေ့လို့ရှင်ပေးတတ်တဲ့လူတွေတွေ့လို့ရှင်တော့အဆင်ပြေတယ်တချို့တွေမပေးတတ်တဲ့လူတွေတွေ့လို့ရှင်တော်တော်လေးစိတ်ညစ်ကြတယ် ။ဒါကြလို့ရှိရင်သူတို့က personal attack လား design ကိုပြောနေတာဆိုတော့မသေးကွဲလောက်တဲ့အထီးဝေဖန်ခံရတယ် feedback တွေရတယ်ပေါ့နော်။အဲ့တော့အဲ့နေရာမှာလည်းစိတ်ရှိဖို့လိုတယ် open minded ထားဖက်ဖို့လိုတယ်။အဲ့ဒါကလည်း energy တစ်ခုပေါ့နော်။ပြီးတော့ကို design ကိုကိုမျက်နှာကိုကြည့်ပြီးတော့ဘောတော့ဒါလိုရတာဖြစ်တယ်ဒါဖြစ်တယ်လို့တက်တက်ပြောတာကိုကိုကအေးအေးဆေးဆေးနဲ့တုံ့ပြန်စိတ်မတူဘဲနဲ့အေးအေးဆေးဆေးနဲ့တုံ့ပြန်နိုင်ဖို့အတွက်ကလည်းတော်တော်လေးကိုလေ့ကျင့်ရမယ် scale လို့ထင်တယ် အားလေးလည်းမတော်တော်လေးလေ့ကျင့်ခဲ့ရတယ်ပေါ့နော်။ဒါပေမဲ့တဖြည်းဖြည်းနဲ့လုံးလာပါများတော့ဒါအလုပ်ရဲ့နေချာမှန်တည်သွားတော့လည်းအဆင်ပြေသွားတယ်။ဒါပေမဲ့ first time မှာဆိုလို့ရှိရင်တော့ဒီအဲ့ scale လေးတော့လိုတယ်။နောက်ဆုံးတစ်ခုကတော့ဒီ UI UX designer လုံးမလားမလုံးမလားဆိုတဲ့ဟာဟိုပေါ့နော်အဆုံးဖြတ်ပေးရတခုပဲအဲ့ဒါဘာလဲဆိုတော့ဒီအလုပ်ကစိတ်ဝင်စားမှပဲလုပ်လို့ရတယ်အဲ့ဒါအမအဲ့လိုမျိုးစကကြီးစကကြဲပြောတာမဟုတ်ဘူးပေါ့နော်ဒီအလုပ်ကို စိတ်ဝင်စားလို့ရှိရင်လုံးလို့မရတာလူတိုင်းဒီပေါ် UI design ဆွဲတာ UX method တွေကိုလေ့လာလို့ရတယ်ဒါပေမဲ့ကိုယ်ဝါသနာမပါတဲ့ခါကျတော့ဒါကြီးကြအရန်ပြဖို့ကောင်းပါလေခုနအမပြောသလိုကိုယ်ဝါသနာမပါတဲ့ခါကျတော့ feedback ပေးတဲ့အချိန်ကျလို့ရှိရင်လည်းအနှိုင်းဖြစ်တယ်မကြိုက်ဘူးပြီးရင် app တွေတွေမြေတဲ့လေ့လာနေရတာလည်းမကြိုက်ဘူးပေါ့နော်အဲ့တော့ကိုယ်ဝါသနာမပါလို့ရှိရင်ဒီဟာကြီးက process တိုင်းကစိတ်ပြက်စရာဖြစ်မယ်စဉ်းကျင်စရာဖြစ်မယ်ဒါကြောင့်မလို့ဝါသနာပါဖို့လေလိုတယ်အဲ့ဒါလည်းအားနေချက်တစ်ခုပဲ ဒါကတော့အမအမြင်ပေါ့နော်။မဒါလေးကို sharing လုပ်ပေးတာကဘယ်သူမှလည်းပြောချင်တာမဟုတ်သလို့ ဘာမှလည်းဘောနောမကောင်းမပြောချင်တာမဟုတ်ဘူးဒါကလက်ရှိ industry မှာဘောနောဖြစ်ပျက်နေတဲ့ဟာလေးဘောနောအားသာချင်ရှိတဲ့အားနဲ့ချက်ရှိတဲ့ဟာလေးကိုပြောပြထားတာပါအမအထွက်ကတော့အမဒီဘောနောသူ့ရဲ့အားသာချက်တွေမှာဘာကိုကြိုက်လဲဆိုလို့ရှိရင် salary ကောင်းတာကိုကြိုက်တယ်ပြီး environment ကောင်းတာကိုကြိုက်တယ်ကြောက်ထဲလောက်ကတာကိုကြိုက်တယ်ဒီအားသေးချက်တွေထဲမှာဆိုလို့ရှိရင်တော့အမအတွက်အဆင်မပြေဆုံးကအမအုပ်လုပ်ကိုနားမလည်လူတွေနဲ့အလုပ်လုပ်ကြတာပေါ့နော်အဲ့ဒါကအဆင်မပြေဆုံးပဲပြီးလို့ရှိရင်ဒီ job satisfaction မရှိတာပေါ့အဲ့ဒါက make sense ဖြစ်တဲ့ decision decision တွေဆိုရင်တော့နားလည်ပေးနိုင်တယ်ပေါ့နော်တခါကြလို့ရှိရင် decision maker တွေကသူတို့ကဒီဘက်မှာဒီဟာမှာလဲ knowledge လုံးဝမရှိဘူးဒါပေမဲ့သူတို့ဖြစ်ချင်တာပဲတည်တယ်အဲ့တော့ make sense မဖြစ်တာတွေထည့်တယ်အဲ့ဒီအချိန်မှာ job satisfaction ကလုံးဝမရှိတော့ဘူးအဲ့ဒါကလည်းအမတော်ကတော့တော်တော်လေးကြီးမားတဲ့အားနေချက်ပေါ့နော်ခင်ဗျားဆိုလို့ရှင်တော့ဒါတွေကတော့ဒီ UI UX designer အလုပ်ရဲ့အားတာချမ်းတဲ့အားနေချက်တွေပေါ့နော်တကယ်လို့ကိုကဒီအလုပ်ကိုဝင်မယ်လို့စဉ်းစားလို့ရှိရင်လည်းဒါတွေကိုကြည့်ပေါ့ကြည့်ပြီးတော့အမပြောတာပဲမယုံမဲနဲ့တကယ်တကယ် real life မှာရောဘာတွေဖြစ်နေလဲပေါ့နော်အဲ့ဒါလေးကိုကိုဒီ visa မဝင်ခင် research လေးပါလေးတရားလုပ်ပေါ့နော်ဒါပေမဲ့အမတခုပြောချင်တာကပဲလုံးဝမဆိုတော့အားတာချမ်းတဲ့အားနေချက်ကတော့အများတန်းရှိတယ်ဒီအလုပ်ကိုစိတ်ဝင်စားရဆိုရင်တော့အမအလုပ်ဖို့တိုက်တွန်းတယ် ။နောက်တစ်ခုကမှဒီဗီဒီယိုလေးမပြီးခင်မှာပြောချင်တာကဒီလိုကွာဒီလိုကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ course လေးတစ်ခုကို recommend ပေးခြင်းနဲ့အဲ့ဒါကဒီ Coursera မှာပေါ့နော်ရှိတယ်။အဲ UX အဲ design professional course ပေါ့နော်အဲ့ course လေးကိုတက်ဖို့အတွက်အမ recommend ပေးပါတယ်။ तू က free နဲ့ audit တက်လို့ရတယ်လို့ certificate လိုချင်လို့ရှိရင်လည်းပတ်စံတော့ပေးရတယ်ဒါပေမဲ့ certificate ရတယ်ပေါ့နော်အဲ့ certificate က international recognize ဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကနိုင်ငံမှာအလုပ်လုပ်လို့ရှိရင်လည်းအဲ့ certificate ကိုအသုံးပြုလို့ရတယ်ပေါ့နော်။အမအောက်က description မှာ link ပေးထားပါမယ်။အမသွားပြီးတော့ကြည့်လို့ရပါတယ်။အမလည်းအဲ့ course ကိုတက်ထားတာအရင်ကောင်းတယ်။ဒါပေမဲ့တခုရှိရ तू က UX design course ဆိုတဲ့အတွက်ကြောင့်ပေါ့ तू က UX ကိုပို့ပြီးတော့အားသာထားတယ်။ UI သင်တာတော့နည်းနည်းလေးပဲပါတယ်ပေါ့နော်။ UI ဆိုတော့ ဒီဇိုင်းပိုင်းပေါ့ဒီဇိုင်းပိုင်းသင်တာနည်းပဲပါတယ်ဆိုတဲ့အတွက်လိုအပ်လို့ရှိရင်တော့ကိုကဒီ graphic designer course လေးပါပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ် UI course လေးပဲဖြစ်ဖြစ်ထပ်ပြီးတော့တက်ပါ UX အတွက်ကတော့ဒီ Coursera မှာရှိတဲ့ UX design professional course ကိုပဲတက်ရင်ရပါတယ်အဲ့ကောင်တက်လို့ရှိရင်အားလုံးသိသွားပါလိမ့်မယ် Okay ဒါဆိုလို့ရှိရင်တော့ video လေးကတော့ဒါပါပဲအားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် video တွေမှာလည်းပြန်တွေ့ပါမယ်အားလုံးပဲ bye bye